ချင်းအမကိုကြောက်သွားသလိုပဲကျွန်တော်ချင်းအမကိုကြောက်နေသလိုပဲရှိတဲ့ဆိုတဲ့စကားလုံးတွေနဲ့စိတ်ငါးခဲ့တာတော့ကြပြီဖြစ်သလိုလူတယောက်ရဲ့ဂူဆိုင်မှုတွေရှိချင်းခံရမှုတွေကိုမတုံရမစုံရတာကြပြီဖြစ်တဲ့လူတယောက်အနေနဲ့ပေါ့ရှိတဲ့စကားလေးနှလုံးပဲဒါပေမဲ့အနောက်မှာအများကြီးတွေးမိသွားတဲ့အခါသွန်ရသွားတဲ့လူတယောက်လိုပဲကျွန်တော်သိမပြောထွက်တော့ဘူးစကားလုံးလေးရပဲပြောမယ်ဆိုရင်တော့လွယ်တာပေါ့မင်းကူရှိတဲ့ ငါကိုရှင်းမလားဒီလောက်ပဲဒါပေမဲ့နောက်ဆက်တွဲတွေအများကြီးတွေးမိသွားတဲ့အခါရင်အရင်ကလောက်လွယ်လွယ်ကူကူလေးမသုံးဖြစ်တော့ဘူးလူတယောက်အကြောင်းကိုအများကြီးထက်သီးကျင်သေးရဲ့ပြီးရင်ကိုပြောင်းအောင်ထားနိုင်မှာမလားတွေးဘူးလေသူ့ကြောင့်တော်ရတဲ့မပြောရဘူးဆိုတာထက်အဲ့ဒါကိုပို့ပြီးစိတ်ပူတာလေစာရှိခဲ့တော့ကလွယ်သလောက်အဆုံးသက်ကြရင်မပေါဖွဲရမယ့်ဇလန်းမျိုးနောက်ထပ်မရှိရင်တော့ဘူးဒီတယောက်စပြီးရင်ဒီတယောက်နဲ့ပဲဆုံးကျင်တော့တယ် ပြီးတော့လေနားလည်ပြီးခြင်းနဲ့ဆိုတာတဲ့သူ့ရဲ့ဖြစ်တည်မှုကတော့နားလည်ပြီးနိုင်တဲ့လူတယောက်ပဲဖြစ်ရှင်နေကျွန်တော်ရန်လဲတွေ့ကမ်းနေကျွန်တော်တို့လိုနေရတာကလည်းမိကုန်းတွေအများကြီးမမေးကျွန်တော်ဘူးမအားသေးဘူးဆိုတဲ့အခါမအားသေးဘူးပေါ့အနောက်မှာဘယ်သူနဲ့များဆိုပြီးတန်လျာတွေထားရမလို့တဲ့လူတယောက်ကိုပဲရှိရှင်နေအမှန်ပြောရမယ်ဆိုရင်ထက်ရှိရမှာကိုကြောက်နေတာထက်လေနောက်ထပ်အဆုံးသက်တွေမကောင်းမှာကိုကြောက်နေတာပါ ီတစ်ခါထပ်ပြီးနိုင်ကျင်ရရင်ဆိုပြီးတွေးကြောင်နေတာရယ်ဒီကြိမ်သာဆိုရင်ဆိုပြီးအရာရာမှာခဏကြီးအမဲနေတာရယ်ကြောင့်ကျွန်တော်ရှေ့ရမှာတဖြည်းဖြည်းထိတ်တန့်လာရတယ်ထင်ပါရဲ့ငါလူများနိုင်ကျင်ရရင်မခဏကြီးရှိမှာမဟုတ်ဘူးတူတော့အကျိုးတွေဝစ်လေပါသေးဆိုတဲ့တင်သာရိစာကိုကိုရက်ဆက်သွားတဲ့သူကမှနာကျင်မှာစိုးနေတဲ့အဖြစ်လေးနောက်ကျိုးဓာတ်နဲ့ထိုးတဲ့သူကမ လက်နာသွားသလားလို့မေးနေတဲ့အဖြစ်မျိုးနဲ့တူတယ်။အရင်တုန်းကတော့မင်းတကယ်ရှိတက်လာရင်ငတ်နာကျင်မှုကိုစာနာလိမ့်မယ်ဆိုတဲ့စကားလေးသုံးခဲ့ဘူးတယ်။နားမလဲခြင်းလည်းနေပါစေတော့။သူတကယ်ချစ်မိတဲ့သူကလည်းသူ့ကိုတကယ်ရှိတဲ့သူနဲ့ပဲဆုံပါစေလေ။သူကိုယ်တော့မနာခြင်းသေးခြင်းဘူး။တမာတလူရင်ကျက်တလူနေပေမဲ့သူကခရီးသိမ့်ဆန်တာတကုတ်ကုဆိုအနိုင်ယူရမှချင်တဲ့တာအချိန်မီမရှိတာတွေကိုညှင်းခုန်တာကအစအသာတော့ကိုရွေးတာအဆုံးသူနိုင်ရမှချင်တဲ့တာမျိုးလေး မရှိပြတတ်ဘူးဆိုတဲ့စကားတွေသုံးသလောက်သူကကြအသိအချစ်ခံကျင်တာနည်းနည်းလေးစင်ကမိလိုက်ရင်ပြဿနာတွေချတော့တာပဲတခြားသူတွေနဲ့ပတ်သက်ရင်တိတ်တည်ငြိမ်သလောက်ကိုနာရောက်လာရင်ခရီးဆိုးကြီးတယောက်လိုပါပဲသူအတွေ့ထဲမှာအနိုင်ယူမယ်ပြီးတော့ဘဲရမစူကိုကကြီးနားလဲပေးရမယ်ဆိုတဲ့တစ်ဖက်သက်ဆန်ဆန်အတွေ့တွေပဲရှိရလေဒီလိုလူတယောက်သာနာကျင်သွားမယ်ဆိုရင်ခဏရင်ရှိလိမ့်မယ်လို့ကိုတော့မထင်ဘူးခဏရင်ရှိရမရှိတာထားပါ ကိုကတိတ်ရှိမိတဲ့သူတွေနောက်ဆုံးမင်းသားရဲ့တုန်းကတော့မင်းနောက်ကျော်ကိုငေးပြီးမင်းစင်မတီမပြည်လာလို့ကြွေးပြီးစိတ်ပူနေမိသေးတာလဲလဲအကွယ်ကွယ်တန်ရာရီကျမ်းမှာချန်ထားရဲ့လီချင်းဆိုတဲ့အပြစ်တွေမတင်ပဲမင်းပြုတ်နေရလားလို့ပြေးကြည့်နေမိသေးတယ်မင်းကအင်ဂျက်ရှင်အောင် ဆောင်ထားတဲ့ခလေးတယောက်လိုပဲလေအဲ့တော့စိတ်ပူတာပေါ့ကိုနာကျင်ရတယ်ဆိုတာကိုအလွန်ကြုံရှိခဲ့မိလို့ဆိုပြီးကိုကိုကိုပဲအပြစ်တင်ပါတယ် ငါလိုနာကျင်ပါစေဆိုရဲသူ့တောင်းတွေတော့ဘယ်တော့မှတောင်းခင်မှာမဟုတ်ဘူးမင်းခဏရေးမရှိမှဆိုရဲ